စိတ်သွားတဲ့ကိုပါလိုရာဆန္ဒပြမြောက်အောင်စေတာယောဂဗျာပေးကင်းစင်ဝေးညီချမ်းသာရှိကြပါစေတာရာဇောတတန်ကိုဆက်လန်းမိုးစံပန်းလိုလန်းလာပါစေတာဟုတ်တယ်ဘယ်တော့မှလည်းမသိဘူးဟဲ့နင်းစီဘယ်တော့မှလည်းဟုတ်လား ဖျားတော့မလို့လေအမေညကဖျားတော့မယ်ဆိုတော့ချစ်သူနဲ့အញ្ញံလေးကကောက်ချက်တော့မှုပေါ့ခက်တာတော့တည်သွားပြီဒီဒီတင်းကျွတ်တို့ရစားတော့မယ်ချင်းနေတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ညထနာရှောက်ပြုံးနေနဲ့ဒီနေ့ကအမေမလို့လေအမေချမ်းပါဖို့နဲ့အချောင်းတော်နဲ့ကအញ្ញံလွတ်မြောက်ဖို့သွားစုတောင်းဟဲ့နေမေပါဖြစ်လို့လေနေမကောင်းတာလည်းမကြားမိပါဘူးဟုတ်ပါတော့ရီလေးကဘယ်တော့မှထုတ်ခံရလို့လေ နင်းစီရဲ့နင်းကလည်းစဉ်းစဉ်းပြောစမ်းပါငါမေးရင်တော့ဘာမှမဖြစ်ပါဘူးခုမေးရဒုတိယမေးလေနင်းမှာဒုတိယမေးရှိရဆိုလည်းမကြားမိပါဘူးအေးအေကာနာတော့ဆိုရင်ညီဖေကဟဲ့ဟုတ်ကဲ့ရတယ်ညီဟာလည်းပိုးရှုပ်ကိုပြီးနင်းစီရဲ့မရှုပ်တော့ခက်ပါရဲ့ငါရဲ့ဒုတိယအမေးဆိုတာမေတော်စုလေဒေါ်စုဆိုတာဒေါ်စန်းစစ်ကြီးကိုပြောရလားနင်းစီအမလီတော့အောင်စားစစ်ကြီးကညီကိုဘယ်မှာမွေးစားလိုက်တာတော့ပြောပါဦးဟုတ်ပါ

ဲ့ဒါကြောင့်ခတ်တာပေါ့နိုင်ငံရေးဆိုတာနိုင်ငံသူနိုင်ငံသားတွေရဲ့အရေးတို့အားလုံးနဲ့ဆိုင်တယ်နင်းစီဘယ်လိုဆိုင်တာလဲစဉ်းစားပါဦးအဲညီတို့နားလည်အောင်ကရှင်းပြမယ်နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့နေကြတာဟောအခုနိုင်ငံရေးကအားလုံးနဲ့ဆိုင်လာနေပြီလေညီတို့မသိကြအောင်မလားကဲဘယ်လိုဆိုင်တာလဲရှင်းပြပါအောင်ခဲကဲ2022ခုနဲ့ အာနာသိမ့်ပြီးတဲ့အချိန်ကစပြီးကုံစင်းလုံးတွေတက်လာတာဟမ်အခုရွှေစင်းတွေဘယ်လောက်ဖြစ်နေလဲနီးဖို့ကြောင်းတွေကစားတော့ကုံပစ္စည်းတွေရောနော်အရင်ပြည်သူအစိုးရလက်ထက်ကစင်းလုံးတွေနဲ့တူသေးလို့လားအေးဟဲ့ငါမင်းဈေးရပြန်လာတယ်နီးနေကုံစင်းလုံးတွေကနေလိုက်တက်နေဟုတ်ပါရဲ့အခုဆိုရင်ကျုပ်လုံး900တောင်ဖြစ်နေပြီအေးအဲ့ဒါနိုင်ငံရေးပဲနိုင်ငံရေးမငြိမ်သက်လို့ဖြစ်ရတာ ဒါကြောင့်နိုင်ငံရေးဆိုတာမိဖို့ကြောင့်လည်းမလဲရှိရလို့ပြောကြတာလေအေးဟဲ့ညစီပြောတာလည်းဟုတ်တယ်လို့လို့ပဲဟုတ်တယ်လို့လို့မဟုတ်ဘူးဟုတ်ကိုဟုတ်တယ်ခတ်တာရေးပြီးတော့အာနာသိမ့်နေတဲ့အချိန်ကစပြီးဘုံကြီးเจ้าတွေဖះเจ้าတွေပလီတွေစာတင်เจ้าတွေရွာတွေကိုဘုံတွေကျဲမီးတွေရှို့ရွာသားတွေကိုတွေ့ရင်ဖန်တက်အဲ့ဒါတွေအားလုံးကနိုင်ငံရေးကြောင့်ဖြစ်နေရပဲလေ အဲ့ဒါတော့ဟုတ်တယ်ဟာညာငါတို့ရဲ့အမျိုးတွေအရွာကိုလည်းပုံကျဲလို့သိရတယ်အိမ်တွေရောဟုံးကျောင်းတွေရောဖတ်တင်ကျောင်းတွေရောမိလောင်တက်စီသွားကြရဲအဲ့ဒါအကြောင်းမပြေးနိုင်မလွားနိုင်တဲ့တကြီးရဲ့အိုတွေနဲ့ကလေးငယ်တွေလည်းစိတ်ကုန်ကြရဲလို့ငါတို့ကြားတယ်ငါအဖေရွာရောစစ်တပ်တွေကဝင်စီးပြီးမှတရွာလုံးပြီးရှုပ်ပစ္စည်းတွေလည်းယူသွားကြရဲလေခက်တာတို့ချင်းပြင်းနေကလည်းပုံကျဲလို့အကောလို့ပစ္စည်းကုန်ပြီလေအေးအဲ့ဒါအားလုံးကနိုင်ငံရေးကြောင့်ဖြစ်နေတာပဲအဲကြောင့်နိုင်ငံရေးဆိုတာ တို့တနိုင်ငံလုံးနဲ့ဆိုင်တယ်ဗမာတွေနဲ့တင်ဆိုင်တာမဟုတ်ဘူးတိုင်းနာအားလုံးနဲ့ဆိုင်တယ်ညီပြောရဲ့နိုင်ငံရေးကိစ္စတော့နားလဲပါပြီကဲဒုတိယမိကိစ္စလဲရှင်းစမ်းပါအောင်အေးအမေစုကဘိုးကျောင်းအောင်ဆန်းရဲ့တမီးဆိုတာမျိုးသိကြပါတယ်နော်အမလေးနှင်းစီရဲ့တို့ရေအဲ့လောက်တော့မဝေးပါဘူးလေကျောင်းပါလေငါတို့တင်ရတာပဲလေသူ့အမေကဒေါခင်ရှင်မဟုတ်လားနှင်းစီဟုတ်တယ်မေစုက88အရေးတော်ပုံမှာ တီသူကတောင်းဆိုလို့လူလူခေါင်းဆောင်ဖြစ်လာတာပဲလေတကယ်တော့မေဆုကပြပမှာမိသားစုနဲ့အတူအေးအေးချမ်းချမ်းနေလို့ရပြီမဲ့နိုင်ငံရဲ့လိုအပ်ချက်အရနိုင်ငံရေးလောကတွေကိုရောက်လာခဲ့ရလေအဲ့ဒီ88ရေးတော်ပုံပြီး ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုတည်ထောင်ပြီး1990ခုနှစ်မှာရွေးကောက်ပွဲဝင်ခဲ့တာမဲအပြက်အသက်နဲ့အနိုင်ရခဲ့လေအဲ့ဒါတော့ငါတို့အဖေအမေတွေ့လို့ငါတို့ပြရဲဟဲ့အဲ့လိုနိုင်ရခဲ့ပြီမဲကီတုဆန္ဒရွေးကောက်ပွဲရလက်ကိုလစ်လူရှုပြီးစေဆိုရအာနာလုံးပေးခဲ့ဦးလေမေဆုနဲ့ ခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခဲ့။အမေစုက1990ရာနေ2010အတွင်းထောင်ထဲနဲ့နေအိမ်ကျေကျုပ်နေခဲ့ရတယ်။အဲ့နေအိမ်ကျေကျုပ်ကလွတ်ပြီးပါတီစီယုံရေးဆင်းတဲ့အချိန်ဒီပဲရင်မှာလုတ်ကြံခံရလို့ဒီပဲရင်အေးခင်းဆိုပြီးဘာကြော်သွားလဲ။အေးဟဲမေစုကတနာစရာနော်။အဲ့လိုလုတ်ကြံခံရပြီမဲ့ ဘသူ့ကိုမှအာဃာတမထားပဲရန်သူကိုမိတ်ဆွေဖွဲ့ရမယ်ဆိုရဲသူ့ရဲ့မှုနဲ့အမျိုးသားရင်ကြားစီရင်နဲ့ရင်းချမ်းရင်ကိုတဆိုင်မမတ်ကြိုးစားခဲ့တယ်တန်းဆိုရင်အမေစုရင်းချမ်းရင်နိုဘယ်ဆုရတာအဲ့ဒါကြောက်လားနော်မှန်လားဗောအဲ့နိုဘယ်ဆုကရတဲ့စုကြီးငွေကိုလေသပြားမှကိုရေးကိုတာမသုံးမဲဒေါခင်ကြီးဖောင်ဒေးရှင်းတည်ထောင်ပြီးပြည်သူအချိုးပြုလုပ်ငန်းတွေမှာသုံးခဲ့တယ် အေးဟဲ့ဘယ်တော့မှအိမ်ရတော့မှဒေါခင်ကြီးဖောင်ဒေးရှင်းရဖွင့်တဲ့အသက်မွေးကြောင်ပညာရေးကျောင်းမှာတော့တက်လိုက်သေးရဲ့အဲ့ဒါပြီးတော့စစ်ဆိုရကနောက်နှစ်20အကြာ2010ခုနှစ်မှာရွေးကောက်ပွဲထပ်လုပ်ပေးခဲ့ပြီမဲ့စစ်တပ်ကတဖက်သက်ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမကြိုက်လို့ရွေးကောက်ပွဲမဝင်ခဲ့ဘူး2012ဂျားဖြတ်ရွေးကောက်ပွဲကြောင့်မှဝင်ခဲ့တယ် အဲ့ဒါလဲမိစုကဒီ2008ဖွဲ့စည်းပုံကိုလွတ်တော်ထဲမှာကျင်မာရမယ်ဆိုတာသိလို့ဝင်ရပါပဲလေ2015ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာလဲမိစုပါတီကမဲအပြတ်အသတ်နဲ့တောင်ပြိုကမ်းပြိုနိုင်ခဲ့လို့2016အပိလမှာအရက်သားဆိုရဖွင့်နိုင်ခဲ့လေအမေစုဦးဆောင်တဲ့အရက်သားအဆိုရလက်ထက်နော် 2016ကနေ2020အတွင်းတို့တိုင်းကြီးဘလောက်တိုးတက်ခဲ့လဲအေးဟုတ်ပါတို့ရှမ်းပြည်ဖက်လေတော်တော့ကလည်းလမ်းတွေရရှယ်ကောင်းတာနော်နိုင်ငံခြားရောက်နေလို့ပဲတိုင်းရင်ဘယ်ဟုတ်မလဲငူပါရဲ့ဘယ်တော့မှကားလမ်းပေါက်ခဲ့ငါတို့ရွာရင်လည်းအခုဆိုရင်ကားလမ်းပေါက်ခဲ့ပြီလေဘယ်ပေါက်နေရဲ့ငါတို့ရွာလမ်းနေလဲအခုဆိုရင်ကွန်ကရစ်လမ်းနေဖြစ်ကုန်ပြီဟဲ့ကြီးတို့ကလည်းတရွာလို့လက်စစ်မီရလဲထပ်ပြောပါဦးဟဲ့အေးအဲ့လိုတိုးတက်ခဲ့ပြီမဲ့ 那 town 那 city 就会靠谱吗？ တနင်္ဂနွေလုံးမေယာလတ်ဒီတရားဝင်ကြီးညာတာမပြီးသေးပေမဲ့လူသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကလွတ်တော်နေရာအတော်များများကိုရပ်ထားပြီးဖြစ်တာကြောင့်ပါတီထောက်ခံသူမဲဆန္ဒရှင်တွေကနေရာအနှံ့ပြားမှာအောင်ပွဲခံနေပါပြီ။ဒါကတော့ရှီကိုတိုင်းမှာရှိတဲ့လူသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့မှာပါ။ပါတီကမြေတားရခဲ့ထားပေမဲ့ပါတီထောက်ခံသူတွေထောင်ထဲချပြီးအောင်ပွဲခံနေကြတဲ့မြင်ရင်းဖြစ်ပါတယ်။စစ်တပ်ကသူ့ပါတီအနိုင်မရတဲ့အတွက်မဲဆင်းရင်ကြောင်းပြပြီ။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာအာနာလူယူခဲ့လေအမေစုနဲ့သမရကြီးပါဝင်ခေါင်းဆောင်တွေကိုဖမ်းထောင်ထဲထည့်တော့မတရားတာကိုသိရပြည်သူတွေက

န္ဒပြကွေးမောင်ကငါတို့ပါဝင်ခဲ့လေတတိုင်းတီလုံးအုံအုံကျကျပါဝင်ကြအဲ့ဒီမြေဦးဆန္ဒပြဆိုရင်သူ့ကိုစစ်တပ်ကအကြမ်းဖက်တပ်ဖြတ်ခဲ့လို့ဒုလူမျိုးများတို့ထွက်ကြတို့ရဲ့ဘိုးကျောင်းဆန်းကတိုင်းပြည်ကိုလွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့တယ်လို့မေစုကလည်း Federal Democracy တည်ထောင်စုနိုင်ငံဖြစ်အောင်ထူထောင်မယ်ဆိုရယ်စိတ်တက်နေကြံ့ကြံ့ခံရင်ဆိုင်လာခဲ့လို့အချိန်ချင်းဖန်ခံရတယ် ောင်ထဲမှာနေရတဲ့အနစ်တွေမနေတော့ဘူးခါခုဆိုလဲထောင်ထဲမှာလင်းနေကြုံဒီတည်းဆိုရင်အမေတက်က80ပြည့်ဟဲ့လို့ကွန်ပျူတာစုအတွက်မကြည့်ပဲနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်ကိုကျိုးစွန့်ပြီးအနစ်နာခံခဲ့တဲ့ခေါင်းဆောင်တယောက်လို့ငါအမေစုကိုလေးစားလို့ကြည်ညိုလို့ငါရဲ့ဒုတိယအမေလို့သတ်မှတ်တာအေးဟဲ့တို့အားလုံးတော့ပေါ့ပါဒါဆိုရင်အမေစုကနီးတယောက်ထဲရဲ့အမေပဲဟုတ်မလဲငါတို့အားလုံးရဲ့အမေပေါ့ဟုတ်တယ်တို့အမေဟုတ်တယ်တို့အမေ ဒါညီးတော့ပဲသွားမလို့လေအေးဟုတ်ပါရဲ့ဟိုဘက်ရွာလို့သွားမလို့အဲ့ဒါနဲ့ညီးတို့ရှင်းပြနေတယ်ကနောက်ကျနေဖျားသွားလိုက်ဟဲ့ငုကတို့ရဲ့အလူကိုနောက်မှသွားပြီးမိပြင်နဲ့တူတူအမေစုတက်ဖျားမှလက်စုတောင်းမင်းကောင်းလားအေးဟုတ်တယ်သွားကြမယ်နော် ပတ်တော်များကြောရှိပါစေ။တူလီစာအားထားတဲ့အနေဒီရဲ့ကောင်းဆောင်မေစုတယောက်စိတ်သွားတဲ့ကိုပါလူရဆန္ဒပြီးမြောင်အောင်စေသာယောဂဗျာပြီးကင်းစင်ဝေးညီချမ်းသာရှိကြပါစေသာ ရာကျော်တန်ကိုဆက်လန်းမိုးစံပန်းလိုလန်းလာပါစေသာမကြောက်မရွံ့တော့မတော်မေရဲဝူကိုစွန်းစွန်းစားစားစိတ်တကြံခိုင်စွမ်းရည်မြင်မာဟိုကျူးမငဲ့ွယ်ပြည်သူတွေအတွက်ကိုစားပြုထား အရင်စနေများနဲ့မိုင်းနေသွားတယ်။သမိုင်းတစ်ခုကိုရင်ဆိုင်ကျော်လွှားဒီမိုကရေစီရှောက်လန်းပေါ်လန်းပေါ်လကန်ထားမိရှုတဲ့ဆောင်လင်းရောင်ပြပြည်သူရှေ့ကဥဆောင်သွား